မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တင်ကြောင်းရာကတော့လမိုင်းမျိုးမှာဘောလုံးပွဲကြီးနေတဲ့သူတွေပေါ့ဩဒရာတိုင်းပြူကြလို့ចောင်းသား3ယောက်ဆုံးပြီးတော့4ယောက်တန်ရာရသွားတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်။မွန်ပြည်နယ်လမိုင်းမျိုးနယ်ကုန်းဘော်သေးရွာမှာဘောလုံးပွဲကြီးနေတဲ့ចောင်းသားတွေအပေါ်ကိုဩဒရာတိုင်းပြူကြလို့ចောင်းသား3ယောက်တင်ဆုံးပြီးတော့4ယောက်ထိခိုက်တန်ရာရသွားတယ်လို့သိရပါတယ်။ ဒီနေ့စက်တင်ဘာ24ရက်နေ့ညနေပိုင်း3နာရီကျော်လောက်မှာဖြစ်ပွားခဲ့တာဖြစ်တဲ့အကြောင်းရက်ကွက်စုပေါင်းကန်တဲ့ဘောလုံးပွဲကိုကြည့်နေစဉ်မှာမိုးတက်တန်စွာရွာသွန်းပြီးတော့ဖုံးတော်ကြီးကျောင်းရဲ့အုတ်တိုင်းနှံရံပြိုကျခဲ့တဲ့အတွက်ဘောလုံးပွဲကြီးတဲ့သူတွေထဲမှာသေဆုံးတဲ့ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ကျောင်းသားတွေဘောလုံးပွဲကြီးကြတာအုတ်တိုင်းပြိုကျပြီးကလေးတွေပြီးကုန်တာဟုံးတိုင်းကြီးပြိုကျတော့ထွက်ပြေးသူကပြေးမပြေးသူကပြေးကြတာပေါ့။ ။သေတာမှာနှစ်ယောက်ကနေရာမှာတဲ့ပွဲချင်းပြီးဆုံးသွားတယ်။တယောက်ကတော့စေယုံမှာတဲ့ဆုံးတယ်။တယောက်ကတော့စေယုံမှာတဲ့ဆုံးသွားတယ်။ဖြစ်ဖြစ်ချင်းကယ်ဆယ်ရေးလို့ရတော့ကျောင်းပဏ္ဏတန်းနေလဲဆိုတာမမေ့လိုက်ရတော့သိချာမသိဘူး။ကျောင်းသားတွေကတော့ငငယ်လေးပါပဲလို့မြေပြင်ကူညီရေးလုပ်ခဲ့တဲ့နှစ်ကင်လူမှုကူညီရေးအသင်းကတာဝန်ရှိသူကဆိုပါတယ်။တည်ဆုံးခဲ့တဲ့ကျောင်းသားတွေကကုန်းဖော်တေရွာကဖြစ်ပြီးတော့အသက်၁၂နဲ့၁၃အရွယ်ရှိကလေးတွေဖြစ်တဲ့အကြောင်း လက်ရှိမှာတည်ဆုံသူနဲ့ထိခိုက်ထံရရတဲ့သူတွေကိုလမိုင်းစယုံကိုပို့ဆောင်ထားလို့သိရပါဗျ။ထိခိုက်ဒဏ်ရာရတဲ့သူတွေကလည်းចောင်းသားတွေဖြစ်ကြပြီးတော့အသက်အန္တရာယ်ဆိုရင်ရလောက်တဲ့အထိဒဏ်ရာပြင်းထန်တာမျိုးမရှိကြောင်းသိရပါဗျ။ ဆက်လက်ပြီးတော့အားကောင်းတဲ့တိုင်ဖွန်းမုန်တိုင်းရာဂါဇာအခြေအနေသတင်းထုတ်ပြန်ချက်ကိုးကကြီးစာလုံး2025ကိုထုတ်ပြန်ပေးကြပါရစေ။2025ခုနှစ်စက်တဘာ24ရက်နေ့ဒီနေ့တိုင်းထွာရရှိတဲ့အခြေအနေမှာတော့ဒီနေ့မြန်မာစံတော်ချိန်မိုးလဲ7နာရီခွဲချိန်တိုင်းထွာချက်တွေရတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အလုံးအလုံးအားကောင်းတဲ့တိုင်ဖုံးမုန်တိုင်းရာဂါဇာကတော့အနောက်အနောက်မြောက်ဘက်ကိုရေမိုင်း264မိုင်ခန့်ရွေ့ရှားခဲ့တာမှာအားကောင်းသောတိုင်ဖုံးမုန်တိုင်းရာဂါဇာအဖြစ်ကို အားရော့ခဲ့ပြီးတော့တရုတ်နိုင်ငံတောင်ပိုင်းကင်ဝရန်ဒေသတွေကိုဖျက်ချော်လျက်ရှိပါတယ်။အဆိုပါအားကောင်းသောတိုင်ဖွန်းမုန်တိုင်းရာဂါစာကတော့မြောက်လက်တီကျူ27တသမ9ဒီဂရီနဲ့ရှေးလောင်ကြီးကျူ112တသမ6ဒီဂရီမှာတည်ရှိပြီးတော့တရုတ်နိုင်ငံဟောင်ကောင်မြို့ရဲ့အနောက်ဘက်ရီမိုင်126မိုင်ခန့်ကွာဟိုင်နန်ကျွန်းဟိုင်ခိုမြို့ရဲ့အရှေ့အရှေ့မြောက်ဘက်ရီမိုင်220 နှစ်မိုင်ခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။ဗဟိုချက်လက်ဖီအားကတော့950ဟက်တိုပါစကယ်အမြင့်ဆုံးဒေတိုင်နှုန်းကတော့တနအီကိုမိုင်တရာနှုန်းခန့်ရှိကရုတ်တရက်လေပြင်တိုက်ခတ်ချိန်ဟာမိုင်တရာ40ထိရှိပြီးတော့အမြင့်ဆုံးလိုင်းမြင့်ကတော့32ပေနဲ့အထက်ရှိပါတယ်။အဆိုပါအားကောင်းသောတိုင်ဖုန်းမုန်တိုင်းရာဂါဇာကတော့အနောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့တိုင်ဖုန်းမုန်တိုင်းရာဂါဇာအဖြစ်ကို၎င်းအားကောင်းသော အပူပန်းမုန်တိုင်း subtropical storm အဖြစ်ကို၎င်းပူပန်းပေါ်၌ tropical storm အဖြစ်ကို၎င်းအစင်းစင်အာရုံသွားနိုင်ကလာမယ့်24နာရီအတွင်းမှာတော့ဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသတွေကိုအပူပန်းပေါ်နိုင်ငံ tropical depression အနေနဲ့ဆက်လက်ဖြတ်ကျော်ဝင်ရောက်ကလာမယ့်48နာရီအတွင်းမှာတော့လေပြင်းအာနေရံဝန် low pressure area အဖြစ်ကိုအာရုံသွားနိုင်မယ်လို့ခန့်မှန်းရပါတယ် အဆိုပါအလွန်လွန်အားကောင်းသောတိုင်ဖွန်းမုန်တိုင်းရာဂါဇာရဲ့အကျဉ်းချံကြောင့်ပဲ25ရက်ကုလာ2025ကနေတရက်ဆယ်လာ2025အတွဲမှာတော့တပြီလုံးမှာနေရာအနှံ့ပြားမိုးထချုံရွာသွန်းပြီးတော့နေရာကွက်ပြီးမိုးသက်ထန်တာဒေသလိုက်မိုးကြီးတာမိုးချိမ့်တာမိုးကြိုးပြစ်တာနဲ့မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့လည်းဆိုပါရရှင် ဒါအပြင်ရာဂါဇာကတော့တရုတ်နိုင်ငံတောင်ပိုင်းကန်ရန်တွေကိုဗယ်ရစ်တောင်အဆင့်နဲ့ဖြတ်ကျော်ဝင်ရောက်နေပါပြီ။နောက်24နှစ်အတွင်းမှာတော့ဗီယက်နမ်နိုင်ငံမြောက်ပိုင်းတွေရောက်လာပါမယ်။ဖြတ်ကျော်နေစဉ်မှာတပြေးပြေးအပြော့သွားမှဖြစ်ပြီးတော့ဗီယက်နမ်အရောက်မှာတော့အပူပိုင်းမုန်နိုင်ငံအဆင့်တော့ဖြစ်သွားပါမယ်။အနောက်ဘက်ကိုဆက်လက်ရွေ့ရင်းနဲ့တပြေးပြေးအပြော့သွားမှဖြစ်ပြီးတော့မြန်မာပြည်ဘက်ကိုတော့လေဝင်လိုင်းအနေနဲ့ဝင်ရောက်ပြီးတော့မိုးရွာမဲ့တိမ်တက်တွေတည်ဆောက်လာမှလည်းဖြစ်ပါရယ်။ ဆက်လက်ပြီးတော့လည်းဘင်္ဂလားပင်လယ်အခြေအနေကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်စက်တင်ဘာ24ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲချိန်တိုင်းထွားချက်တွေကဘင်္ဂလားပင်လယ်အမြောက်ပိုင်းနဲ့၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အလဲပိုင်းမှာတော့25ရက်ကိုရာ2025မှာလေဗီအာနဲ့ရုံလိုပရက်ရှာအေရီးယားတကူဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။ ဆက်လက်ပြီးတော့လဲပန်းတတော်မျိုးနဲ့မှငါးရန်ကျောင်းသူအာရမပြုခြင်းခံရတာကိုရဲစခန်းကအမှုဖွဲ့မပေးတဲ့အကြောင်းဖော်ပြပေးခြင်းပါတယ်။ AR တိုင်းမဥပင်ခရိုင်ပန်းတတော်မျိုးနဲ့မှတော့ G5 တက်နေတဲ့ငါးရန်ကျောင်းသူမိတ်ကလေးငယ်တယောက်ရွာသားတယောက်ကအာရမပြုခြင်းခဲ့တဲ့အပေါ်နိနာသူတွေဘက်ကရဲစခန်းကိုတိုင်ကြားပေးမယ်။အမှုဖွဲ့မပေးလို့ကာယကံရှင်တွေကနိနာနေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ အရမပြုကျင့်ခံရတဲ့သူဟာပန်းတော်မျိုးနဲ့ပေါ်တော်မူကြီးပါကမူလာတန်းကျောင်းမှာ G5 တက်ရောက်နေတဲ့အသက်73နှစ်အရွယ်မိကလေးတစ်ယောက်ဖြစ်ပါတယ်။ကျွလွန်သူအဖြစ်ဆွဆွဲခံရသူကတော့အသက်58နှစ်အရွယ်ပန်းတော်မျိုးနဲ့ရွှေလီလောင်းကြီးရွာအောင်စုံရွှေတောင်ကြီးပါကဦးအောင်နိုင်ဖြစ်ပြီးတော့ဩဂလ18ရက်ကမိကလေးငယ်ကိုခိုးယူပြီးတော့အရမပြုကျင့်ပြီးတော့ဩဂလ19ရက်မှာမိဘရဲစီကိုပြန်ပို့ခဲ့တာလို့လည်းသိရပါတယ်။ဖြစ်စဉ်ကိုသိရှိသူတယောက်ကတော့ကလေးအကြောင်းသူကြီးပါ။ ပြီးခဲ့တဲ့ဩဂလ18ရက်ကပျောက်သွားတဲ့ကလေးကိုခိုးယူပြီးတော့ပြူးကျင်းတာ19ရက်နေ့မှာလာပြန်ပို့တယ်ကလေးရဲ့အဖို့ဖြစ်တဲ့သူကရင်းစကန်မှာသွားတိုင်တာငွေမရှိတော့ရဲတွေကအလုံးလုံးမပေးဘူးလို့ဆိုပါတယ်ဦးနိုင်ကိုအမှုဖွဲ့အရေးယူပေးဖို့မိကလေးငယ်ရဲ့အဖိုးဖြစ်သူဦးဝင်းစိုးကပတနော်မြို့နယ်ခနွဲပူနေနေရဲစခန်းကိုတွားရောက်တိုင်ကြပေမဲ့စက်တင်ဘာ22ရက်နေ့အမှုဖွဲ့မပေးသေးဘူးလို့လည်းသိရပါဗျ။ရဲတပ်ဖွဲ့နဲ့နှိစက်သူတယောက်ကတော့နင်းနာသူတွေဘက်ကဆင်းရဲတဲ့နောက်အားမရှိဘူး အဲ့လိုအခြေအနေဆိုတော့လုတ်ကင်မပေးကြဘူးငွေပြည့်စုံတဲ့သူလောက်ပဲအားတက်တရောလုတ်ပေးကြတာအမှုဖွင့်ပေးဖို့ပြောတာလေးကျိတ်တက်မနေဘူးလို့သိရတယ်တက်တယ်ခေါ်လာဖို့မိဘအုပ်ထိပ်သူကိုယ်တိုင်လာဖို့အမှုကင်ရေခီးသွားနေတာတော့ပြောပြီးတော့ညင်းပြီးတော့တိုက်ကြမှုကိုလက်မခံခဲ့တာလို့ဆိုပါတယ်ကျွန်းလက်နဲ့သူကိုအေးအေးယူပေးဖို့ဩကလအတွင်း၃ချိန် စက်တင်ဘာလတွင်တကြိမ်ဗန္ဒနော်မြို့နယ်ခရွဲဘုံနယ်မြေရေစကန်မှာတွားရောက်တိုက်ကြခဲ့ပေမဲ့လက်မခံတာလို့သိရပါတယ်။ဒီအမှုကိစ္စနဲ့ပတ်သက်ပြီးဗန္ဒတော်မြို့နယ်ရင်တပ်ဖွဲ့နဲ့ကျူးလွန်သူအဖြစ်ဆွဆွဲခံရတဲ့သူတွေဘက်ကတော့ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်ရှင်။စက်တင်ဘာ17ရက်ကလည်းအေရီတိုင်းကပူတော်မြို့နယ်ဟန်ကြီးကျွန်းမြို့စီးကြိုင်ကြီးဝအောင်စုကြာကန်ကြီးဝမှာခရတန်းကျောင်းသူတယောက်အာရမပြုကျင့်ခံရပြီးတော့ကျူးလွန်သူအမျိုးသားကတော့ထွက်ပြေးတိမ်းရှောင်နေတယ်လို့ဒေသခံတွေထံကသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့ထိုင်းမှာဇနီးဖြစ်သူနဲ့ရန်ဖြစ်လို့ ATM ဆက်တလုံးကိုခိုးယူလာတဲ့ dash အမျိုးသားဖမ်းဆီးခံရတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ထိုင်းနိုင်ငံမောင်းခရိုင်ကအသက်60အရွယ်အငြိစား dash လူမျိုးအမျိုးသားတဦးကတော့ဇနီးဖြစ်သူနဲ့စကားများရန်ဖြစ်ပြီးတဲ့နောက် ATM ဆက်တကူလုံးကိုခိုးယူလာစဉ်မှာရမန်နေ့မနက်2နာရီဝန်းကျင်မှာထိုင်းရဲ့တပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ကြောင်းသိရပါမယ်။ နယ်သာလန်နိုင်ငံသားဒက်အမျိုးသားကိုတော့သူဟာငွေကြေးခတ်ခဲ့ကြောင် ADN ဆက်ကနေငွေတွေခွဲယူဖို့ကြိုးပမ်းခဲ့တာဖြစ်တဲ့ကြောင်ရတဖွဲ့ကိုဝန်ခံခဲ့ကြောင်သိရပါဗါအဆိုပါအမျိုးသားကတော့စီးပွားရေးရင်းနှီးမျိုးနွယ်မှုပြုလုပ်မဲ့ဇနီးဖြစ်သူတန်းဘန်းငွေစည်တမ်းပေးခဲ့ပေမဲ့ထပ်မံငွေပေးဖို့ပြောဆိုခဲ့တဲ့အတွက်စကားများကအခုလို ADN ဆက်ကိုတွားရောက်ခွဲယူခဲ့တာဖြစ်ကြောင်သိရပါဗါ ရဲတပ်ဖွဲ့ကတော့ CN Commercial Bank ရဲ့ဘဏ်ကွဲတစ်ခုက ADN ဆက်ခိုးယူခံရတဲ့ကြောင်းတိုင်ကြားချက်ရရှိပြီးတဲ့နောက်အခင်းဖြစ်ပါတဲ့နေရာကိုရောက်ရှိလာခဲ့ကကိုပိုင်ပြစ်ကတ်ကနဲ့ ADN ဆက်ကိုစွဲယူသွားတဲ့သူ့ကိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကတော့ဖမ်းဆီးရမိတဲ့အမျိုးသားကိုမူရစီတုံးဆွဲမှုရှိမှရှိစစ်ဆေးရမှာတုံးဆွဲထားခြင်းမရှိကြောင်းတွေ့ရပါတယ်။ ဆက်လက်ပြီးတော့လည်းမယန်းကုန်းမြို့နယ်ကိုရက်ကွက်မှာဝိုင်းပိုင်းကျိုးတက်စင်တဲ့လူငယ်တအူဓာတ်လိုက်သေဆုံးတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ရန်ကုန်မြို့မယန်းကုန်းမြို့နယ်အမှတ်ကိုရက်ကွက်မြားစွဲလမ်းမှာစက်တင်ဘာလ23ရက်နေ့ကနေ9ရက်နေ့ကဝိုင်းပိုင်းကျိုးပေါ်တက်လေကထောင်ပြီးတော့အသက်16နှစ်အရွယ်အမျိုးသားတရားဝိုင်းပိုင်းကျိုးကိုတက်စင်နေချိန်ဓာတ်လိုက်နေကြောင်းသိရပါပါတယ်။တရင်ညာတော့မြမကျဲ့ပြူလူမှုကူညီကယ်ဆယ်ရေးအသင်းပရာဟိတအဖွဲ့ရန်ကုန်ရေးပေါ်ကလူနာတင်ရင်နဲ့ရောက်ရှိခဲ့ပေမဲ့လည်း ဓာတ်လိုက်တဲ့လူနာကဆုံးမသွားခဲ့ပါတယ်။တပ်ဆိုင်ရာနဲ့မိသားစုရောက်ရှိလာပြီးတော့ဓာတ်ဘော်ဒီကိုလူမှုကွန်ရီအတင်ရကုန်၊နာရေးရင်နဲ့မြောက်ကလပါစီယုံကိုကူညီပို့ဆောင်ခဲ့ကြောင်းလည်းသိရပါတယ်ရှင်။အခုလိုမျိုးပဲမိုးရင်းကလာ Wi-Fi ကြိုးတွေတက်ဆင်နေတဲ့ညီကိုတွေတရားစစ်အန်တွေအထူးသိထားပြီးလုံဆောင်ကြဖို့လည်းပဲလူမှုကွန်ရီကဲဆဲသမားတွေကတိုက်တွန်းထားတာဖြစ်ပါတယ်။